အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါရာသီစတုန်းကဂိုးရပို့တောင်ခတ်နေတဲ့ Aston Villa အသင်းတောက်လျှောက်ကိုခြေစွမ်းပြနေသလို Arsenal ကလည်းမြောက်လန်ဒန်ဒါဘီမှာ Tottenham Hotspur ကိုဂိုးပြတ်နိုင်လိုက်တယ်နောက်ဆက်တွဲအကြောင်းပဲအခုဒီပြိုင်ပွဲရဲ့ဒါမပေးစရာမပေါ့လေ6မှတ်ဖြတ်ခွင့်ရသလိုမီကယ်လာတီတာအသင်းကဂျီနက်ဆာရလက်တီရရှိခဲ့တယ်ဆိုတော့ကျွန်တော်မနေ့ကတော့ကစူပါဆန်တီ ပွဲစဉ်ပေါ်လေစူပါဆန်တီပွဲစဉ်မှာဒါအစောပိုင်းပွဲမှာအက်ဆွန်ဗီလာအသင်းနဲ့ဒါလီးစ်ယူနိုက်တက်နဲ့ကန်နေဒီနေရာမှာအာစနယ်အသင်းကတော့ဒါစပါအသင်းနဲ့ကန်နေပွဲပေါ်လေအိုက်ပွဲပေါ်လေအိုက်ပွဲကစားတဲ့အချိန်မှာလက်ရှိမှာဗီလာဗီလာနဲ့ပတ်သက်လို့ရှိရင်ခုဒီယာတီမာဗီလာဟာတော်တော်လေးကျေနပ်စရာကောင်းတဲ့အသင်းမျိုးပါ ဖီလာကအခုရာသီအစမှာဂိုးရဖို့ရုံးကန်နေရတဲ့တည်တိုင်တဲ့အသင်းကအခုဆိုရင်ဇက်တိုက်ပဲသူတို့ကြားထဲမှာလီဗာပူးကိုတကူးကူးရှိနေနှစ်ကူးကူးရှိနေတခါရှုံးလာပေါ့လေအဲ့ဒီကလေးကနေဇက်တိုက်ရလက်ကောင်းပြီးတော့အက်ဆိုဗီလာအသင်းကအခုလက်ရှိမှာအကောင်းဆုံးပုံစံချီစွမ်းပြနေတယ်ဆိုတော့အက်ဆိုဗီလာအသင်းကအခုလက်ရှိနေထားရာသူတို့အသင်းရဲ့ဖောင်ကတော်တော်လေးတည်ငြိမ်နေလီးစ်ကိုသူတို့ဒါဒီပွဲရကြည်တော့သူတို့အေးဆေးဆေးကစားနိုင်တယ်ဒါပေမဲ့ဟိုသူတို့နည်းနည်းလေးကန်ကောင်းသွားတာပေါ့လေကာဗန်လူဝင်လက်ထိသွားတဲ့လုံက ဒန်ဂျိန်းကန်လိုက်တဲ့လုံးမှာဒါကန်ဆိုးကျွန်တော် slightly different ဖြစ်သွားတယ်ဘာမှမတတ်နိုင်ဘူးဒါပေမဲ့ဟိုပါဟို performance ကြည့်လို့ရှိရင် villa ဘယ်လိုပြောမလဲဟိုရိုင်းပွဲကိုထိ ंछ ုတ်ထားတာမဟုတ်ဘူး ဒါပေမဲ့အက်စတိုဗီလာဟာအမြဲတမ်း quality player တွေရှိတယ်သူတို့ရဲ့အရေးသွေးရှိတဲ့ကစားသမားတွေနောက်အမီမာတီနက်စ်ကောင်းသွားတာလည်းပါတယ်ဥမာအာရွန်ဆန်အေရီယာထိပ်ကလှန့်ကန်တဲ့လုံးသူစေးလိုက်တာတို့နောက်ဖတ်စကစ်ကိုကောင်းတိုက်တဲ့အပိုင်လုံးနေပါလေဆိုရင်ဒါမာတီနက်စ်ကောင်းတယ်လို့ပြောရတယ်ပါဒါပေမဲ့ပေးလိုက်ရတဲ့ပထမ goal ဆိုရင်မက်ချာသွင်းတဲ့လုံးသူညံ့လာသူအပေါ်ဆွဲတက်ပိုင်နဲ့သူပြုတ်ကျပြီးပြန်ထွက်သွားတဲ့အလုံးပါ လီစကဦးဆောင်ကိုတွင်းတယ်အိုက်ကူတကူနဲ့ပဲလီစကဦးဆောင်နေတယ်ဒုတိယကူမရနိုင်တဲ့အချိန်မှာဗီလာကဒုတိယပိုင်းစမှာမိုဂန်ရိုဂျာကဒါဒရန်ယယ်မာလန်ရဲ့ cross ပေါ့လေ cross ကကောင်းလာပြန်ဒီမိုဂါမိုဂန်ရိုဂျာတွင်းသွားတယ်နောက်အိုက်ကနေပဲဇက်တိုက်ပဲတောက်လျှောက်တိုက်စစ်စင်နေရင်းနဲ့မှဒါလီစလီစဘက်ကို55မိနစ်မှာမိုဂန်ရိုဂျာ free kick အဲ့လိုကူသမားညံ့နေပဲပြောမလားဒါလွယ်လွယ်ကူကူပဲဝင်သွားတဲ့အချိန်မှာ1-1 တူတူဝဖြစ်သွားတယ်။နောက်ဟိုဘက်ကခါဗယ်လူဝင်ပေါ်လေဒန်ဂျိကန်တဲ့လောကနဲ့ခါဗယ်လူဝင်လက်ထီသွားလို့ဒါလီစကန်ဆူသွားခဲ့ပြီးတော့ဒါဒန်နီယယ်ဖာဂါရဲ့အသင်းကိုဦးနိုင်ရဲ့အက်ဆိုဗီလာအသင်းကနိုင်ပွဲရယူသွားတယ်။အက်ဆိုဗီလာကဒီယာတီယာတီအစမှာဇတိုက်ရုံးကန်ရပြီးတော့တချို့တော့မှဗီလာဒီရပါမလားဆိုတဲ့အခြေအနေကလည်းအခုဆိုရင်နောက်ပိုင်းပွဲစဉ်တွေပေါ့လေသူတို့ဒါပွဲစဉ်စတဲ့လန့်ကိုတကူးစီတည်ကြပြီးခဲ့ကနေဗီလာကဖူဟန်ရဲ့ဘန်လီရဲ့ထော်တနာဟော့စပါရဲ့မန်စီးတီးရဲ့နောက်ဘိုးမောက်ရဲ့ ပြီးတော့မှ list ကစုစုပေါင်း9ပွဲမှာ6ပွဲစက်တိုက်နိုင်ပြီးတော့သူတို့လည်းဒါပုံစံကောင်းကိုဆက်ပြီးထိန်းထားတယ်။ဒီခါမြောက်တန်တန်ဒါဘီနှစ်သင်းပေါ့လေအာဆင်နဲ့ Tottenham Hotspur ပွဲမှာဒီနေ့ပွဲကတော့အာဆင်တော်တော်လေး dominate လုပ်နိုင်တယ်လို့ပြောလို့ရတယ်ပွဲပဲအကောင်းဆုံးပုံစံကိုကစားပြတယ်တိုက်စစ်ခံစစ်ဒီမှာတပွဲလုံးတိုက်တာနဲ့1 moment လေးတစ်ခုပဲရှိတယ် ဒါမာတင်စူပါမတ်တီအိုဗာကွန်ဖီဒန့်ချက်ဘလုံးဆွဲယူတဲ့အချိန်မှာပြိုင်ဘက်ကစားမနှစ်ယောက်ပရက်ရှာကြားကနေသူအမှားဖြစ်သွားတယ်အဲ့ဒါကိုမှဒါဗစ်ရိုင်ယာကိုရီချာလစ်ဆင်ကြော်သွင်းသွားတယ်ဒီလုံကတကယ်ကောင်းတဲ့အလုပ်ပြရီချာလစ်ဆင်သွင်းတဲ့လုံက quality ကိုပဲဒါပေမဲ့ apart from that arsenal ကပွဲကိုကောင်းကောင်းစုဖို့ထားတဲ့အခွင့်အရေးတွေအများကြီးဖန်တီးတယ်ဒါနောက်တစ်ခုကဒီ arsenal အသင်းရဲ့ဒီနေ့ပွဲမှာ open goal open play ကနေပဲအကုန်ကိုးရသွားပြီးတော့ဒါ arsenal အသင်းက ဒီ Tottenham Hotspur ကို6-2တကိုးနဲ့နိုင်တယ်။ Average SC ကလူရဒီတုန်းက Tottenham ကိုပြောင်းဖို့အနည်းဆက်ဆုံးဖြစ်ခဲ့ပြီးမှအဆုံးသတ်မှ Arsenal အသင်းကိုပဲရွေးချယ်ခဲ့လို့သူပါကြောင့် Arsenal ကိုရွေးချယ်တဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ဒီနေ့ hat-trick သွင်းသွားတယ်။ Arsenal ကစားမတစ်ယောက် hat-trick မရတာကြာပြီဗျ။အထူးသဖြင့် Premier League လိုပြိုင်ပွဲမှာဒါပေမဲ့ဒီနေ့ပွဲမှာ Arsenal က ပွဲအစပိုင်းလေးမှာနည်းနည်းလေးဒါ game အစပိုင်းလေးမှာ chance ရတယ်။နောက်နည်းနည်းဆက်တယ်ဖြစ်သွားတဲ့အချိန်မှာ Spurs ဆပြီးတော့ဒါဘယ်ပြောလဲဘယ်လိုပြောမလဲ Arsenal တိုက်စစ်လမ်းကြောင်းတွေကိုတားဆီးနိုင်တဲ့အချိန်မှာ Arsenal patient game ဖြစ်နေရတဲ့အချိန်မှာ one moment ရဲ့ Mikel Merino အဲ့မတိုင်ခင်ကကျွန်တော်ခုနပြောလို့ပထမအစောပိုင်းကလေးက average AC ပြီးတဲ့လုံက rice ခုရတဲ့နဲ့လုံးနောက်ဒီမိနစ်30ကျော်မှာပဲဒါဒီထုံးစံတိုင်းပေါ့လေလီယန်ဒူထော်ဆောကမီကယ်မိုရီနိုပေးတာကနေ slide deflect ဖြစ်ပြီးတော့ Arsenal အတွက်ဦးဆောင်ကိုသွင်းတယ်ပထမပိုင်းပြီးခဲ့ဒီမှာ AC ကနောက်ထပ်တကူအဲ့လုံးကတော့တကယ် team proper quality ကိုသွင်းပြီးတော့မှဒုတိယပိုင်းစရုပ်ရှိတဲ့တကူသွင်းတဲ့ခါမှာ game ကပြီးတဲ့လောက်ပဲ ဆိုဒီရပိုင်းမှာလေ AC AC ရဲ့ quality finish ကတော်တော်လေးကောင်းတယ်ဒီနေ့ကသူဆိုတကယ်ဆို၃လေးလုံးမကရတဲ့တာ hat trick တက်ပိုးတဲ့အခွင့်အရေးတွေအများကြီးသူရခဲ့ပေမဲ့ကိုသမား save တာရောသူကိုတိုင်လည်းကန်ဆိုးသွားတာလည်းပါတယ်ဥမာ Romero လုံးကောင်းတိုက်လိုက်တဲ့လုံးဆိုသူအပိုင်ပေးရမယ်အလို့ဒါပေမဲ့သူနဲ့ OD ကလည်းမတူညီတဲ့အချက်က box ရှင်မှာ AC ကအမြင်ရှိတယ် ရှိပြီးတော့ late run တွေကနေတက်လာတဲ့ဂူးသွင်းနိုင်တဲ့ quality တူမှာရှိပြီးသားသူက left foot right foot အားကောင်းတယ်ဥမာကျွန်တော် OD ကဆိုညာဘက်ချမ်းညာနဲ့သိကံလာမရှိဘူးဗျာအစ်ရဘင်ညာကန်နိုင်တယ်ဒီချက်ကအာဆိုနဲ့အာတာချက်တောင်မန်ကအခုစကားနဲ့တင်ပါတော်တော်လေးကောင်းတယ်ဒီဘက်က color fury ရောဒါကျွန်တော်ကျွန်တော်အကြိုက်ဆုံးသားမတွေထဲမှာဆိုရင် Piero Hinchpi တော်တော်လေးငြိမ်တယ်လို့ပြော every single jewel ခေါင်းပေါ်မှာတူတော်ဦးတယ်ဆို3 dealer ဖြစ်တယ်အဲ့မှာမလူလာပဲ superman ဒီအမားတစ်ချက်ကနေ ရီချာလစင်က55မှာခြေပါဝတ်တကူပြန်သွင်းပေမဲ့အဘရီဂျီအစီကလီယန်ဒရိုထရော့ဆော့ပြီးတဲ့အလုံးကနေဒါသူဘယ်လိုပြောမလဲအဆုံးတက်ပြီးတော့နောက်ထပ်တကူထပ်သွင်းသွားတယ်ဒါကအဘရီဂျီအစီအတွက်သူကစားမှာဘွား ဒါ hat trick ရဒီယာဒီမာ Crystal Palace ကဒီ John Philip Mateta ပြီးရင်ဒါနောက်ထပ်ပဲလီကစားမှာ AC hat trick ရပြီးတော့4-1နဲ့ဖြစ်တယ်ဒါတော့မှတော့ပွဲပြီးကန်ဒီမှာ Arsenal ကဒီထက်မကဂိုးတွေရတဲ့နာတော့ game plan မှာ Thomas Frank က3 back နဲ့ဦးတည်တယ်လိုရရင်5 back ပေါ့ဗျာ Udogi နဲ့ Jesman ကိုထုတ်ဝင်းစင်းနဲ့ပြီးရင်စန်တဘက်ကဘန်တန်ကိုနဲ့ပေါ်လင်ညာကစားပေမဲ့အိုဒဘယ်ကအလုံးဝအလုံးလုံးမလုပ်နိုင်ဘူး ခူရုစ်လည်းတိုက်ပတ်နေတယ်ခုခူရုကမှတစ်ချက်ချက်ဘောလုံးလေးပိုင်းရပြီးလုတ်တက်ကင်တက်ပေမဲ့တိုက်စစ်က Richarlison လည်းဘာမှလုံးလို့မရအာဆယ်ဒီနေ့တိုက်စစ်ပိုင်းမှာအကုန်လုံးဖြစ်တယ်ဒီနေရာမှာအစောပိုက်ဘခါယူဆာကာဆိုတော်တော်လေးထွက်တယ်လို့ဟိုဘက်ကဟိုထော်ဆိုးကဘယ်လိုပြောမလဲထော်ဆိုးရဲ့ပြဿနာထော်ဆိုးပုံစံကြည့်လို့ရှိရင်ဗျာဘလုံးကအမြင်ကျွတ်တာမို့ဒါပေမဲ့သူကအနောက်ကိုပြန်တွေးတယ်ပြန်လုတ်တယ်သူ့မှာ movement လေးတည်ရှိတယ်နောက်တစ်ခုကထော်ဆိုးဟာဘဲချင်းညာချင်းမယွေးဘူးဗျအဲဆာကာနဲ့ထော်ဆိုးရဲ့အာသာချက်ကအားလား မာတင်နယ်လီဆိုရင်ပြသူအခြေရန်ရွေးလုံးတယ်ဒါနိုနီမာတူရီဆိုလည်းညာထောင်တာနဲ့ဘဲပူထောင်တာများတယ်ဒါပေမဲ့အစရာစကားသူ့လို့သူလုံးနိုင်တယ်ဒါပေမဲ့လီယန်ဒိုထော်ဆော့ကတော့ဒီနေ့တကူသွင်းတကူဖန်တီးသူအဘရီချီအဇေကတော့ဒါအာစနယ်အသင်းအတွက်ဒါတကယ်ကိုအဖိုးတန်တဲ့တွင်းကူတွေဒါတွင်းသွားပြီးတော့ဒါအခုလက်ရှိအနေအထားရာအာဆနယ်အသင်းအတွက်တကယ်ကိုဂျင်းနက်ဆရာဂိုးပြတ်နိုင်ပွဲရတယ်ဒီနေ့ပွဲနိုင်ပွဲကအာဆနယ်အတွက်ဟိုတနေ့ကမန်ချက်စတာစီးတီး ရှုံးသွားတဲ့အချိန်နောက်တစ်ဖက်ကလီဗာပူးရှုံးလိုက်တဲ့အတွက်ကြောင့်အခုဇယားထိတ်မှာချက်စီနိုင်ပွဲအစောပိုင်းရထားတဲ့အတွက်ကြောင့်ချက်စီကိုတော့6မှတ်ဖြတ်ထားတယ်။ဒါအခုလက်ရှိမှာစီတီကိုကျွန်တော်တို့9မှတ်ဖြတ်ထားနိုင်ခဲ့ပြီးတော့ဒါအခုအက်စတိုဗီလာကလည်းအဆင့်၄မှာ22မှတ်ရပြီးတော့ဒါဗီလာကလည်းဗီလာကိုကျွန်တော်တို့9မှတ်ဖြတ်တယ်။ခရစ်စတယ်ပဲလစ်ခရစ်စတယ်ပဲလစ်ကိုကျွန်တော်10မှတ်ဖြတ်ပြီးတော့အခု လီဗာပူးအသင်းပေါ့လေလီဗာပူးကအခုလက်ရှိမှာ16မှတ်ရတော့ကျွန်တော်17မှတ်အထိဖြတ်လိုက်တယ်ဆိုတော့ဒါကတော့စူပါဆန်တီပေါ့လေဇာထိတ်မှာတော့ထုံးစံတိုင်းအလီဟာလန်ဒါထုတ်ကူးဆိုတာအဖြစ်ဆက်ပြီးရှိတယ်ဒါပေမဲ့အာစနယ်အတွက်တော့အဘရီချီအစီဟက်ထရစ်ရတာမှန်တယ်နောက်အိုပန်ပလီကလည်းအကုန်ကူးသွင်းသွားတာမှန်တယ်ဒါပေမဲ့အာဇဘီတက်တီတက်ဆန်တို့ကလင်းရှီလီမရလိုက်တဲ့အချက်ရဲ့ဆပ်ပီးကိုမရတဲ့အချက်ပဲဒါပေမဲ့အာဆိုဗီလာဆိုလည်းတကယ်အခုလက်ရှိမှာဖုန်းတော်တော်ကောင်းတဲ့အသင်းလို့ပြောလို့ရတယ်ဇက်တိုက်နိုင်ပွဲခုနှစ်ပွဲမှာ 6ပွဲနိုင်ထားတဲ့ဒါ Unai Emery အသင်းကလည်းဒါအခုဆိုရင်ဟိုးအောက်ကနေတက်တော့4တဲ့ကိုဝင်လာပြီးတော့တစ်ဖက်က Arsenal က9ပြတ်နိုင်ပွဲနဲ့အတူဒါဒါအခုလက်ရှိမှာဇာတ်ထိပ်မှာအမှတ်ဖြတ်ခွင့်ရတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်